မင်္ဂလာပါခင်ဗျာ ARI Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ပရိပခဂါလာအတွင်းရှင်တန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးကဏ္ဍကနေကြိုဆိုပါရစေဒီပြပတ်မှာစောင်းမရှင်ဒေါက်တာမိုးသစ်နေရေးသားခဲ့တဲ့ကျမ်းမာရေးအသိပညာပေးစောင်းမတစ်ခုဖြစ်တဲ့ခံစားရခတ်သော မျက်စိစွန်နာဆိုတဲ့စောင်းမကိုအတန်လွင့်တင်ဆက်ပေးပါရောင်းမယ်ခင်ဗျာခံစားရခတ်သောမျက်စိစွန်နာမျက်စိစွန်နာခံစားရတဲ့အခိုက်အတန့်မှာ လူပြိုကြီးရေခမရကလူမစွန်မဲမျက်စိစွန်နေပါရောလားမျက်စိစွန်တဲ့အခါတိုင်းဒီလိုစားနောက်ချင်ကြသူတွေကိုမျက်ခွန်မျက်ခမ်းမှာဖြစ်တဲ့မျက်စိစွန်တာအကြောင်းလေးပြောပြဖို့အကြောင်းတိုက်ဆိုင်လာပါပြီ။အော်လူတွေဗျာမျက်စိစွန်တာပေါက်တာကိုမဆာမနာပါပဲ။လူမစွန်တာကိုပါထက်လောင်းစားနောက်နေပါရောလား။မျက်စိစွန်တာဘလောက်နာလဲခိုးလို့ခုလူနေရထိုင်ရခက်လဲဆိုတာကြုံမှုမှသိမယ်ဗျာ။ တကယ်လည်းဟုတ်ပါတယ်။မျက်စိစွန်နေဆိုတာမျက်ခွန်အတွင်းမှာအဖုအကျိတ်ကလေးတွေဖြစ်ပြီးနာကျင်ရပါတယ်။မျက်စိစွန်တာကတပတ်ခုနှစ်ရက်အတွင်းသူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ဒါပေမဲ့မပျောက်မချင်းကိုတော့မျက်ခွန်ကတင်းကာကြိုက်ခဲနာကျင်ခြင်းကိုခံစားရမှာပါ။မျက်စိစွန်တာယောဂါမျက်စိစွန်တာကမျက်ခန်းဆက်မျက်တောင်မွေးပေါက်ရာနေရာအနီးတစ်ဝိုက်မှာနာကျင်ရောင်ရမ်းပြီး အဖို့အနာဖြစ်လာရတာဖြစ်ပါတယ်။ဘာကြောင့်မျက်စိဆုံးရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ရှာရခက်ခဲပါတယ်။မျက်ခန်းဆက်ကိုဓာတုစေဝါများဖုံမှုန့်များဝင်ခြင်း၊ရာရင်ခြင်းကြောင့်လက်ဖြင့်ပုတ်မိခြင်း၊သပင်ဆိုးဆီးကဲ့သို့စေဝါများမျက်လုံးအတွင်းသို့ဝင်လိုခြင်းကြောင့်မျက်ခန်းဆက်ရောင်ရမ်းနေခြင်းတို့ဖြစ်ရပါတယ်။ရောင်ရမ်းနေတဲ့မျက်ခန်းဆက်အနီးမျက်တော်မူအခြေနာကမျက်သားဝတ်မျက်ဝတ်ထုတ်ပေးတဲ့ဂလန်းလေးတွေပိတ်ဆို့အောင်ရတာကြောင့်လဲ ဖြစ်လာရတတ်ပါတယ်။ပြည်တယ်အဖို့ဖြစ်လာက အဖို့ပတ်လေနီရန်ရောင်ရင်းဖောင်းတင်းပြီးတော့မျက်လုံးပိတ်တဲ့အခါခိုးလို့ခိုးလို့ခံစားနေရတာကနေရထိုင်ရခက်စေပါတယ်။မျက်တောင်မှွင်းရင်အမြင့်အိတ်နဲ့မျက်ရည်ပြုတ်ဂလန်းတွေကိုပတိယပိုးဝင်တဲ့အခါမှာလည်းမျက်စိစွန်တာမျိုး ဖြစ်တတ်ပါတယ်။မျက်စိစွန်တာကတလုံးကနေနှလုံးသုံးလုံးစသဖြင့်ပြက်နှက်ဖြစ်ပွားခြင်းကိုလည်းလူအချို့မှာကြုံရတတ်ပါတယ်။ မျက်စိစွန်နာဖြစ်တဲ့အခါမျက်ခုံမျက်ခမ်းမှာတစ်ဖက်မှာပဲဖြစ်လေဖြစ်တာရှိပါတယ်မျက်စိနှစ်ဖက်စလုံးရဲ့မျက်ခမ်းမှာဖြစ်တာကတော့ကြုံတောင့်ကြုံခဲ့အခြေအနေပါပဲမျက်စိစွန်ခြင်းကြောင့်အမြင်အာရုံ ဝေဝါးတာမျိုးမဖြစ်ပါဘူးမျက်စိစွန်နာပြည်များဖြင့်တင်းရင်ပြီးအနာဖောင်းလာပြီးအလိုလိုပေါက်ထွက်သွားတတ်ပါတယ်ရောင်ရမ်းညီရဲ့နာကျင်ခြင်းတွေလည်းညော့သွားပြီးအနာကတဖြည်းဖြည်းတတ်တာပြောက်ကင်းသွားပါတယ်တခါတလေမှာတော့ အနာပြီက မပေါက်ကွဲတော့ပဲချက်သွားတတ်ပါတယ်။မျက်စိစုံတဲ့လူရဲ့ကိုခံအားတုံ့ပြန်မှုကြောင့်သူ့အလိုလိုအနာချက်သွားတတ်တယ်လို့မျိုးအယောင်ကြစီပိုးသက်စီများတောက်ချင်းကြောင့်အနာမပေါက်ကွဲတော့ပဲသေးတိတ်ပြီးပြန်ကြုံကချက်သွားတတ်ပါတယ်။မျက်စိစုံတာနဲ့စင်တူတဲ့အခြားမျက်စိယောဂါများမျက်တောင်မှုန်းညင်းပေါက်ရာမျက်ခွန်မျက်ခမ်းဆက်ရားရံရောင်ရမ်းခြင်း believe rightness ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲညခွန်အတွင်းနာကျင်ခြင်းမရှိသော အဖို့အလုံးတည်ခြင်းကလာဇီယွန်မျက်ရည်အိတ်ပိုးဝင်ရောင်ရမ်းပြီးမျက်ရည်ဆူရမျက်ခမ်းအတွင်းတောင်တွင်နာကျင်မျက်ရည်ပူကျမျက်ဝတ်ထွက်ခြင်းဒီခရိုဆစတိုက်တစ်မျက်ရည်ပြူကလန်ပိုးဝင်ပြီးအပေါ်မျက်ခမ်းတောင်တွင်ဖောင်းမှုနာကျင်ခံစားပြီးမျက်ရည်ကျမျက်ဝတ်ထွက်ခြင်း ဒီ crisis တိုက်တစားတဲ့အခြားမျက်စိယောဂါတွေလည်းဖြစ်နိုင်တာကြောင့်တက်ချမ်းနာလေတဲ့မျက်စိဆရာဝန်များနဲ့တိုင်ပင်တာကအကောင်းဆုံးဖြစ်ပါတယ်။မျက်စိစွမ်းနာကုသခြင်းမျက်စိစွမ်းနာပြည်မှုသည်အလိုလိုပေါက်ထွက်သွားတဲ့ကြောင့်အများစုကစောင့်ကြည့်ရတာလိုအပ်ပြီးကုသမှုမျိုးမလိုတတ်ပါဘူး။မျက်လုံးကိုလက်ဖြင့်ပုတ်ချင်းကုတ်ချင်းမလုပ်ရပါ။မျက်ခုံအတွင်းပြည်တယ်မှုကိုဝတ်ချက်ညစ်တယ်လို့လုံးဝလုံးဝမညှိတယ်မှာ။ မျက်လုံးကိုတန်တန်ရှင်းရှင်းထားပါ လက်ဖြင့်ဂိုင်းလို့မြည်ဆိုပါကလက်ကိုဆင်းရဲစွာစေးကြောတန့်စင်ထားရပါမယ်မျက်စိစွန်းနေစဉ်အတွင်းမှာမတ်စကာရာမျက်တောင်ရောင်ချဲခြင်းမျက်ခုံမိတ်ကပ်ချဲထားခြင်းမျက်ကပ်မှန်တက်စင်ခြင်းတို့ကိုရှောင်ရန်စင်ញင်ရန်လိုအပ်ပါတယ်မျက်စိစုံအဖုကိုလင်းညင်းပွင့်ရယူရန်သွားကြထူရန်ရှောက်စုစတဲ့အချုံများဖြင့်ထိုးခြင်းတွေရှောင်ရှားရပါမယ်။နာကျင်ကျင်းတတ်တာဗို့ အပူဝတ်ကပ်ပေး၍ရပါတယ်။မျက်နှာတုပ်ဘွားအသေးတစ်ခုကိုရေနှင်းတွင်နှိပ်၍နွေးပါစေ။အဝတ်နွေးနွေးကိုမျက်စိစွမ်းနာပေါ်တွင်အုံ၍၅မိနစ်ခန့်အပူဝတ်ကပ်ပေးနိုင်ပါတယ်။ပိုးသက်မျက်စင်းစည်းရင်နဲ့မျက်ရည်တို့များအသုံးပြုကာမျက်စင်းလည်းခပ်ပေးနိုင်ပါတယ်။ပိုးသက်ဆေးဝါးအကိုက်ခဲနာကျက်တတဆေးဝါးအယောင်ကျဆေးဝါးတို့ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတောက်တုံးကကုသနိုင်ပါတယ်။ခွဲစိတ်ကုသရခြင်း တခါတလေမှာမျက်စိစွန်လာခကြီးမာပြီးဝေဒနာခံစားရသူကိုစိတ်အနှောက်ယှက်ပေးလွန်းတဲ့အခါမှာဖြစ်စေမျက်စိစွန်လာနှစ်ဖူသုံးဖူပေါက်လာတဲ့အခါမှာဖြစ်စေအလုတ်ပြက်နေရခက်လွန်းနာကျင်၍အမြန်ပြောက်ချင်တဲ့အခါမှာဖြစ်စေမျက်စိစွန်လာကိုခွဲစိတ်၍ကုသနိုင်ပါတယ်မျက်စိစွန်နဲ့နေရပပက်လေးကိုထုံစေးပေးပြီးဇုံပုံတရံရှိတဲ့ခွဲစိတ်ကရိယာနဲ့ပြည်ဘူးနဲ့မျက်စိစွန်လာတစ်ခုလုံးကိုချစ်ထုတ်ဖယ်ရှားရပါတယ် ခွဲစိတ်မှုပြီးမှာတော့ဘိုးသက်စေဝါအယောင်ကျစေဝါအကြက်ခဲနာကျင်တတာစေဝါများဖြင့်တောက်တုံး၍ကုသပေးရမှာဖြစ်ပါတယ်။မျက်စိစုံညင်းကိုအခုလိုနီလနဲ့နေကုသနိုင်ပြီဆိုတာကိုသိပြီဆိုရင်တော့နောက်တစ်ပတ်မှာတော့ဆက်ပြာနဲ့ကျမ်းမာရေးဆောင်မကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ AR Times Media ရဲ့ပရိသတ်အားလုံးကိုလည်းဘေးကင်းကြမှာပါစေကြောင်းဆုတောင်းမေတ္တာပို့သပါတယ်။ကျမ်းမာရေးသိပညာပေးကဏ္ဍပရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းမျက်စိစုံနာယောဂကျမ်းမာရေးဆောင်မ AR Times ဆရာနာတိတ်မှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြိခကာလာအတွင်းပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြိခကာလာအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို Every Time စတင်းထဏာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါပါရခင်ဗျာ။